ဲပေါ့နော်ကျွန်တော်တို့မေလဒုတိယအပတ်တနည်းအားဖြင့်ဒီမေလရဲ့ကပ္ပရွှေစီအတက်ကြလာရအောင်အဆုံးဖြတ်ပေးနိုင်တဲ့ရတပတ်တပတ်တာအတွက်ဖြစ်ပြလာနိုင်တဲ့ကပ္ပရွှေစီနေတာကိုကျွန်တော်သုံးသပ်ပြောကြပြတော့ဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်အာမေလ၄ရက်နေ့တနင်္ဂနွေနေ့ပေါ့နော်ထိုင်းစလွန်ချင်းဆို၁၇နာရီပမာစလွန်ချင်းဆိုကျွန်တော်ဒီမှာ၁၀နာရီဝက်ရှိပြီဖြစ်ပါလိမ့်မယ်ဟုတ်ပြီအဲ့ဖြစ်တဲ့ခါမှာကျွန်တော်တို့အခုလာမဲ့ကပ္ပရွှေစီရဲ့အနေထားလေးကိုနီးပညာပိုင်းအောင်ပေါ့နော်ကျွန်တော်တို့အရင်ဆုံးသွားတုံ့တက်ကြည့်လိုက်အောင် ုတ်ပြီပြီးခဲ့တဲ့တောက်ကြနေတော့ကဘာချွေစဲဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုအပေါင်းလက္ခဏာပုံစံကန်တယ်လေးပေါ့တရက်တာအနေထားရဒါတရက်တာအနေထားရကြည့်နေချင်းဖြစ်ပါရဲ့တရက်တာအနေထားဆိုအပေါင်းလက္ခဏာပုံစံလေးတနည်းအားဖြင့်ကျွန်တော်တို့ market quad ဆို reverse ကန်တယ်လို့ပြောလို့ရတယ်ပေါ့နော် reverse ကန်တဲ့အနေထားနဲ့ပြီးသွားခဲ့တယ်အဲ့ဆိုဈေးပြန်တက်နိုင်တာလားဟုတ်ပြီကျွန်တော်တို့မနက်ဖြန်တရက်တာပေါ့တနင်္လာနေ့တရက်တာအပိတ်ဈေးကိုကြည့်လို့တနင်္လာနေ့တရက်တာအပိတ်ဈေးဒါမနက်ဖြန်တနင်္လာနေ့တရက်တာအပိတ်ဈေးဒါကျွန်တော်တို့ဒီ 3နှစ်ကျွန်တော်တို့60အထက်လောက်ဈေးပိတ်ခဲ့တယ်ဆိုရင်တော့ကပားရွှေဈေးနောက်အပတ်သေးအတက်အားဤပညာပိုင်းအတက်အားပြန်ကောင်းဖို့ပိုတိကြားသွားတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့အရင်ဆုံးတရက်တာနေထားရင်ဆိုင်ကျွန်တော်တပတ်တာနေထားကိုတွားကြည့်လိုက်အောင်တပတ်တာနေထားမှာဒီမှာအကြကန်နေနေပြီးသွားတယ်ဒါပြင်ပြီးခဲ့တဲ့တပတ်ကျော်အနေဆုံးဈေးဖြစ်တဲ့3.60အောက်မှာဈေးပိတ်သွားတာဖြစ်တဲ့ခါမှာမှန်တဲ့တပတ်တာအနေထားရကျွန်တော်ဈေးအတက် တပတ်တာကန်တဲ့ရအခုလာမဲ့တပတ်တဲ့ဈေးအသက်ပြကောင်းပြနိုင်ဒါမဲ့ဈေးအသက်မပြခင်မှာကျွန်တော်တို့ကဘာရွှေဈေးရဈေးအကြအရင်ပြလဲအောင်မလို့ထင်တယ်ခင်ဗျဟုတ်ပြီဘယ်ထိကြနိုင်လဲဘယ်ထိကြနိုင်လဲမို့ဆိုကျွန်တော်အနည်းဆုံးကျွန်တော်က3190လက်ရှိနေထားရပါအနည်းဆုံး3190အများဆုံးကျွန်တော်တို့ဘယ်ထိကြနိုင်ကြီးရှိလဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့ အာ3တက်90လောက်ထိတော့ကျွန်တော်မှန်းထားတယ်ခင်ဗျအဲ့ဒါပြတဲ့ခါမှာလာမယ့်တပတ်တက်ကဘာရွှေစီတပတ်သားနေထားရာတက်ကောင်းတက်နိုင်နဲ့ဒါမှမတက်ခင်အကြပြပြီးမှပြန်တက်မလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ဘာလို့အဲ့လိုသုံးသပ်ရတယ်လဲရှင်းပါတယ်ပြီးခဲ့တဲ့တပတ်တာကန်တယ်ကပြီးခဲ့တဲ့တပတ်ကျော်ကကန်တယ်ရယ်ပေါ့နော်ဒီဒီတပတ်တာပြီးခဲ့တဲ့တပတ်ကျော်ကအနေအဆုံးဈေးအောက်မှာပြီးခဲ့တဲ့တောက်ကြနေတော့ကဈေးပိတ်သွားလို့ဖြစ်ပါတယ် ဒီမှာဆိုဈေးအကြတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပတ်သက်ကံတွေကိုကျွန်တော်မြင်ရတာပေါ့နော်အဲ့ဒါပတ်သက်ခါမှာကျွန်တော်ကတော့ဈေးအကြလာပြီးမှလာမဲ့ပတ်သက်မှာဈေးအကြလာပြီးမှဈေးအသက်ပြန်လာလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ဟုတ်ပြီအဲ့ဒီ3190 3150အထိဈေးအကြပြပြီးမှပြီးမှပြန်တက်လိမ့်မယ်ပေါ့နော်အာတနင်္လာမနေ့ဖြန်တနင်္လာအင်္ဂါနေ့ပိုတော့ဘူးနေ့ နေ့လေလောက်ဒီကဘာရွှေစီအကြပြပြီးမှပရိုဘုန်းညားလောက်ကနေပြီးတော့တောက်ကြနေအထိအသက်ပြန်ပြလိမ့်မယ်လို့သုံးသပ်ထားပါတယ်။ဒါပေမဲ့ဈေးအသက်ပြန်ပြပြီဆိုရင်လည်းကျွန်တော်တို့ကကဘာရွှေစီရဟို3500ရေးပါတဲ့အထိတော့တက်မယ်လို့တော့ကျွန်တော်မထင်သေးဘူးခင်ဗျ။ဒီဝင်းကျင်ပေါ့နော်။ဒီဝင်းကျင်လောက်ထိပဲကျွန်တော်အသက်မြင်ရနိုင်သေးတယ်။3350 3350 3360အဲ့ဝင်းကျင်လောက်ထိကျွန်တော်ကတော့အသက်လာနိုင်သေးတယ်။ဒီထက်ပိုတက်ဖို့ကတော့ကျွန်တော်တို့ နောက်တပတ်ဒီမှာပေါ့နော်ဈေးကွက်အနေထားကိုကြည့်ပြီးတော့အတအားဆက်ကောင်းနိုင်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်အဲ့ဒါဖြစ်တဲ့အခါမှာအခုလာမယ့်အပတ်ရဲ့ကပ္ပရွှေရဲ့အမြင့်ဆုံးဈေးတန်းကိုကျွန်တော်တို့နီးပညာပိုင်းကကျွန်တော်သုံးသပ်ပြမယ်ဆိုရင်အပေါ်3360တိတန်နိုင်ပါတယ်အနိုင်ဆုံးဈေးတန်းကိုအောက်3350တိကျနိုင်ခြေရှိရလို့ကျွန်တော်ရဲ့လက်ရှိနီးပညာပိုင်းကသုံးသပ်နီးကြနီးပညာပိုင်းရပေါ့နော်ကျွန်တော်တို့လာမယ့်အပတ်ကပ္ပရွှေဈေးနေထားကိုသုံးသပ်ထားပါတယ်ခင်ဗျာ ဟုတ်ပြီအဲ့အပတ်သက်ကမှလာမယ့်တပတ်တာတဲမှာကပ္ပရွှေစီကိုဘယ်စီးတွေမှာအယောင်းဝင်လုံးတင်တယ်လဲကျွန်တော်ကတော့3190နာဈေးကြပြီဆိုရင်ကျွန်တော်3190နဲ့3180ပေါ့နော်ကျွန်တော်ဈေးတန်းစုံလေးကျွန်တော်ဒီမှာဆွဲလိုက်မယ်3180အဲဈေးတန်းစုံမှာဆိုကျွန်တော်လာမယ့်ပတ်ကပ္ပရွှေစီကြခဲ့တယ်ဆိုရင်ကျွန်တော်မစ်တန်းအဝယ်စဉ်းစားလို့ရတယ်ခင်ဗျပြီးရင်ဈေးထက်ကြခဲ့တယ်ဆိုရင်3150နဲ့3160ကြား ဟက်ဇေးတန်းဆုံးမှာဆိုရင်လည်းကျွန်တော်တို့ကဘာရွှေကိုမေတ္တာအပွဲစဉ်းစားလို့ရပါတယ်။တာဂက်ကိုဘယ်လောက်ယူလို့ရလဲလို့မေးမှဆိုရင်ကျွန်တော်တို့အ ਨੇ ဆုံးမတက်ဘူးဆိုရင်တော့မှကျွန်တော်တို့3.50 3.60လောက်ထိယူလို့ရတယ်။ကိုကတီးထက်ပို့ပြီးတော့စောင့်နိုင်တဲ့ risk ပို့ယူနိုင်တယ်ဆိုရင်တော့ကျွန်တော်မှန်းထားတဲ့အမြင့်ဆုံးဈေးတန်းနာဖြစ်တဲ့3.60နာထိကျွန်တော်တို့တာဂက်ယူလို့ရပါတယ်ခင်ဗျာ။ဒါလေးကကျွန်တော်လာမယ့်ပတ်တွင်အမစ်အမစ်တန်းဝယ်ရမယ့်ဈေးတန်းလေးလေးပေါ့နော်။ ကျွန်တော်တပတ်တာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော် short term တော့တရက်တာတွေမှာပဲသုံးသက်ပြလိုက်မယ်ရေတို့လေးတွေပေါ့နော်ဒါကတော့ကျွန်တော် mid term ပေါ့နော်ရေလက်လို့ခေါ်တာပေါ့အဲမှာဝယ်ရမယ်စီရန်လေးလေးဖြစ်ပါတယ်ဒါပေမဲ့အရှုံးပိုင်းစီရန်တော့ပေးပေါ့နော်3တိ80နဲ့3တိ90ကြာမှာကိုယ်ကဝယ်တယ်ဆိုရင်3တိ85အောက်လောက်မှာအရှုံးအရှုံးပိုင်းစီရန်ပေးပါအဲ့လိုပဲ3တိ50နဲ့3တိ60ကြာမှာကိုယ်က mid term ဝယ်တယ်ဆိုရင်အရှုံးပိုင်းစီရန်3တိ55အောက်လောက်ပေးပေါ့နော်ဒါကတော့အဝယ်စီရန်လေးလေးအယောင်စီရန်ဆိုရင်တော့ကျွန်တော်ရှင်းပါတယ်အယောင်စီရန်ကကျွန်တော်က ဒီ3360ဇေရနာဈေးတက်ပြီဆိုရင်ကျွန်တော်အယောင်စဉ်းစားမယ်ဒီပညာပိုင်းကအတိပြည့်ချက်ဆောင်ပြီးတော့အယောင်စဉ်းစားမယ်ဒါမှမဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေလဲမလို့ဒီ3150ဆိုတဲ့ဈေးတန်းအောက်မှာဒါလာမဲ့တပတ်တာအတွင်းတာကပားရွှေစီအချိန်တရက်အတိုင်းတာအပိတ်စင်းကျွန်တော်တို့ market ခေါ်ရ day 1ကန်တဲ့အပိတ်စင်းနဲ့3150အောက်မှာတရက်တာဈေးပိတ်သွားရင်တော့ကပားရွှေကိုကျွန်တော်နောက်တစ်ဖက်ထဲမှာတက်တိုင်းလိုက်ရောင်းမယ်ဘယ်ထိကြနိုင်ချေရှိလဲလို့မြင်မယ်ဆိုကျွန်တော်ဒီထိ 3980အထိကျွန်တော်တို့အကြမြင်ရနိုင်3တင်50အောက်မှာတရက်တာဈေးပိတ်သွားပြီဆိုရင်တက်တိုင်းလိုက်ရောက်မှာကျွန်တော်တို့3980အထိအကြမြင်ရနိုင်ပါတယ်3တင်50ဈေးတန်းအောက်မှာကပားရွှေဈေးတရက်တာဈေးမပိတ်မချင်းကပားရွှေဈေးကဈေးပြန်တက်နိုင်တော့မယ်တတိကျပြောရမယ်ဆိုရင်ကျွန်တော်တို့ရေရှည်ဈေးအတက်လာရမှာရှိနေတော့မယ်ခင်ဗျအဲ့ရလေးကိုကျွန်တော်တိထားတယ်3တင်50ဈေးတန်းအောက်မှာတရက်တာဈေးပိတ်သွားရင်တော့ကျွန်တော်တို့ ကဘာရွှေရအကြောင်းညှော်လင်းလို့ရပြီပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှကျွန်တော်ဒါလာမဲ့ပတ်တွင်ကျွန်တော်တို့ကအယောင်းဝယ်လုံးရမယ်ဇီးရန်လေးပေါ့နော်ဝယ်တဲ့ဇီးရန်လေးလေအယောင်းဇီးရန်လေးလေးဖြစ်ပါတယ်ဒါတပတ်လုံးအတိုင်းအတာရခြုံငုံပြီးတုံးသက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့တရက်တာချင်းမှလည်းကျွန်တော်ဈေးကွက်အနေထားပြောင်းလဲသွားပြီဆိုရင်လည်းကျွန်တော်တုံးသက်ပြပေးပါဦးမယ်ဟုတ်ပြီကျွန်တော်တို့ဒါမဲ့အပတ်တပတ်တာအပိတ်ဈေးတာပေါ့နော်တကယ်လို့ကျွန်တော်တို့ဘယ်အောက်ပိတ်ခန့်ရင်ဈေးအကျအားဆက်ကောင်းမလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ 3190ဈေးတန်းအောက်မှာသာလာမဲ့တပတ်တာကပ္ပရွှေစေတာဈေးပြန်ပိတ်ခဲ့မယ်ဆိုရင်ကပ္ပရွှေကိုကျွန်တော်တို့အခုပေါ့နော်မေလာထဲမှာကြံတဲ့ရတပတ်တွေမှာကျွန်တော်ဈေးထိုးကြတာကျွန်တော်မြင်ရပါလိမ့်မယ်ဈေးထိုးကြတာပေါ့ဈေးထိုးကြပဲဟုတ်လို့အများကြီးတော့မဟုတ်ပြ2900ရေးပါရင်အလန္နာလောက်ထိကျွန်တော်ဈေးကြတာမြင်ရပါလိမ့်မယ်စန့်ကျင်ဘက်နေနေပေါ့နော်တကယ်လို့လာမဲ့တပတ်တာကပ္ပရွှေရဲ့အပိတ်ဈေးဒါကျွန်တော်တို့3330အထက်မှာဒါဈေးပြန်ပိတ်ခဲ့တယ်ဆိုရင်တော့ ကမ္ဘာရွှေကိုကျွန်တော်တို့ဒီမေလာထဲမှာ3500ဈေးနဲ့နာစံချိန်တင်အမြင့်ဆုံးဈေးနာကျွန်တော်တို့ပြန်မြင်ရမှာလိမ့်မယ်ဒါမှမဟုတ်စံချိန်တထက်တင်ပါလိမ့်မယ်ဈေးအသက်အဲ့ဒါကလာမဲ့အပတ်ပေါ့နော်တောက်ကြနေတပတ်တာအပိတ်ဈေးက3190အောက်ပိတ်နိုင်မလားဒါမှမဟုတ်လည်းကျွန်တော်တို့3330အထက်ပိတ်နိုင်မလားဆိုတာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါတွေကနည်းပညာပိုင်းရပါကျွန်တော်အမြင်ပြောမယ်ဆိုတော့ကျွန်တော်ကတော့လာမဲ့တပတ်ထဲမှာကမ္ဘာရွှေဈေး3100 63.50လောက်အဲ့ဈေးတန်းစုံမှာအထိဈေးအကျပြပြီးမှပြီးမှအသက်ပြန်လာနိုင်မယ်လို့သုံးသပ်ထားပါတယ်ကျွန်တော်တိကျပြောဆိုတနင်္လာအင်္ဂါဘုဒ္ဓဘုနေ့မှာအကျပြမယ်အဲဘုဒ္ဓဘုနေ့ညအစာကြီးဘုဒ္ဓဘုညကြာတာပြေးတောက်ကြရီမှာအသက်ပြန်ပြနိုင်မယ်လို့ကျွန်တော်ဈေးနှုန်းသဘောတရားရကျွန်တော်သုံးသပ်ထားပါတယ်ဟုတ်ပြီပြီးရင်ကျွန်တော်တနင်္လာရောက်သွားကြည့်လိုက်အောင်တနင်္လာမှာလာမယ့်ပတ်ထဲမှာတနင်္လာညအပြတောက်ကြနေရလွယ်ရင်တနင်္လာအင်းတနင်္လာအင်္ဂါနေ့ရောက်အရေးမကြီးပါဘူးတနင်္လာဘုဒ္ဓဘုကြာတာပြေးနေမှာတနင်္လာထွက်ဖို့ရှိတယ် အသင်းသားနေညကတော့ကျွန်တော်ဗမာစံတော်ချိန်ည၈နာရီခွဲလို့၈နာရီ15တို့မှာအဲဝင်ဆောင်မှုအညွန်ကိန်းတို့ကုန်ထုတ်လုပ်မှုအညွန်ကိန်းတို့ထွက်ဖို့ရှိတယ်အဲအဲ့အညွန်ကိန်းတွေကတော့အညံမှန်းထားတယ်ပေါ့နော်ဒါပေမဲ့အဲ့အရန်ရေးကြီးတဲ့ data မဟုတ်ဘူးအဲ့ဒီအဓိကအရေးကြီးတာဗိုလ်တော်ဘုန်းညပဲအာဗိုလ်တော်ဘုန်းညကျွန်တော်တို့ data တွေပေါ့နော်ဟုတ်ဗိုလ်တော်ဘုန်းညကျွန်တော်တို့အာဗမာစံတော်ချိန်ည7နှစ်ခွဲပေါ့နော်7နှစ်ခွဲမှာဆိုရင်ကျွန်တော်အမေရိကန်ဘိုးဘန်ဘန်တုံးတို့ဆုံးပတ်ချက်ထွက်ဖို့ရှိတယ် ဒီမှာတော့အရင်အတိုင်းထားမယ်လို့မှန်းထားတယ်ဒါမှကျွန်တော်မြင်ရတော့ short ဖို့များပါလိမ့်မယ်4.25%လောက်ဒီတွားမလားမသိတကယ်လို့အဲ့လိုဒါ short ခဲ့မယ်ဆိုရင်တော့ကပ္ပရွှေစီအသက်ဖက်ပြန်သွားပါလိမ့်မယ်အဲ့လို short ခဲ့မယ်ဆိုဘန်တုန်းတို့ short ခဲ့မယ်ဆိုရင်မဒါတခုသတိထားမှာတခါလေးဘန်တုန်းတို့ short တိုင်းလဲကပ္ပရွှေကတက်ချင်မှတက်တာဘာလို့ဆိုတော့အဲ့ဘန်တုန်းတို့ဆုံးမကြပြီးမှထွက်တဲ့ FOMC statement ကိုစောင့်ကြည့်ပါ FOMC statement သူတို့ဘာကြီးထုတ်ပြန်ကြညာချက်မှာအမေရိကန်ပုံရံထုတ်ပြန်ကြညာချက်မှာဘာကြီးပါလဲပြီးရင်အဲ့ဘန်ဒိုလုံးစောပဲချက်ထွက်ပြီးပေါ့ဘန်ဒိုလုံးစောပဲချက်ကညာစနစ်ခွဲလို့တဲ့ဆိုညာစနစ်ခွဲအပြီးနောက်နိုင်ဝက်ကြမှာလုတ်တဲ့အမေရိကန်ပုံပန်ရဲ့သတင်းစာရှင်းလင်းပွဲကိုနားထောင်ဖို့လိုအပ်ပါတယ်အဲ့သတင်းစာရှင်းလင်းပွဲမှာသူတို့ဘာကြီးပြောသွားတယ်မှန်တယ်ဒီလားရှော့တယ်ဗျနောက်လားတွေရှော့ဖို့မရှိဘူးပါညာပြောပြောသွားရင်ဆိုတခါတလေကပတ်ရွှေစေးရအာဘန်ဒိုလုံးရှော့ပြီမဲ့ကပတ်ရွှေစေးရ ကျသွားတဲ့အနေအထားမျိုးတွေရှိတတ်တယ်ခင်ဗျာကျွန်တော်ကဘန်တုံးလုံးကိုအဓိကအာရုံစိုက်မှာမဟုတ်အဲ့ဘန်တုံးလုံး short တဲ့ hobby ဘန်တုံးလုံး short တဲ့အပြင်အဲ့ဘန်တုံးလုံးနဲ့အတူထွက်တဲ့ထုတ်ပြန်ကြေညာချက်နောက်နိုင်ဝက်ကြမှာလုတ်တဲ့အမေရိကန်ပုံပန်သတင်းစာရှင်းလင်းပွဲမှာဘာတွေပြောသွားတယ်လဲဘာကြေညာချက်တွေပါတယ်လဲနောက်လာမဲ့လတွေမှာဘယ်လိုလုပ်နိုင်တယ်လဲအဲ့ဟာတွေကိုကျွန်တော်ကတုံးတက်ပြီးတော့သတင်းပိုင်းရကဘာရွှေစင်းနေတာကိုဆုံးဖြတ်မှာဖြစ်ပါအဲ့ဖက်ကကျွန်တော်မိအပြောမယ်ဆိုတော့ဘန်တုံးလုံးက short ကိုအလားလားများပါလေလက်ရှိဈေးကွက်ထဲမှာလေ short မယ်ဆိုတောက်လျှောက်ထွက်နေအောင်ပေါ့နော် ဒါမှမဟုတ်ပဲ surprise အနေနဲ့ကျွန်တော်4.5%ပဲထပ်ထားမယ်ဆိုရင်ဘာဖြစ်လာနိုင်လဲ4.5%ပဲထားရဲဆိုရင်တော့ကျွန်တော်တို့ဒေါ်လာ index ကြီးကဗျာတရာအထက်ကိုကောင်းကောင်းဖောက်တက်သွားနိုင်ပြီးတော့ကဘာရွှေစင်ဆက်စင်းသွားနိုင်မှာကျွန်တော်မှန်းထားတာအာကျွန်တော်ကအကြပါပြီမှာပြန်တက်မယ်ပြောရအောင်ဒါပေမဲ့တောက်လျှောက်ကျသွားတဲ့အဖြစ်မျိုးဖြစ်သွားနိုင်တယ်ဒါပေမဲ့ဘန်တုံးတို့မူလအတိုင်းထားနိုင်ကြတာတော့ကျွန်တော်နည်းတယ်လို့မှတ်မိတယ်ဗောနော်ဒါပေမဲ့ပြောလို့တော့မရဘူးဗောဒါကတော့ကျွန်တော်တို့အမေရိကန်ဘိုးပန်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တာမလို့တို့ရဲ့အဖွဲ့ဝင်တွေရဲ့သဘောထားဘယ်လိုရှိမလဲเนาะဘာတုံးလုံးရှော့နိုင်ရဲ့အလားအလာများရလို့ကျွန်တော်တို့သုံးသပ်ထားပါတယ်အဲအကြောင်းကျွန်တော်ဘုံတုံးနဲ့ညစာပြီးကမ္ဘာရွှေစီဖြည်းဖြည်းချင်းဖြစ်စေတဟုန်တို့ဖြစ်စေအသက်ပြန်ပြလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားခြင်းဖြစ်ပါတယ်အဲ့ဒါပြတဲ့ကမှာအဲ့မတိုင်ခင်တော့ကဘာရွှေစီအကြပြပါလေ။ပြီးတော့ကျွန်တော်ကြတာရင်းနေမှာဆိုရင်အပတ်စဉ်ထုတ်ပြန်နေကြအလုံးလက်မဲ့စတန်နှုံးသားရှိတယ်။အလုံးလက်မဲ့စတန်နှုံးသားကလည်းကျွန်တော်တိုးလာမယ်မှန်းထားတယ်။အဲ့ဒါပြတဲ့ခါမှာကျွန်တော်လာမဲ့တပတ်တာအတိုင်းတာအပြင်ခြုံကြည့်မယ်ဆိုရင်သတင်းပိုင်းရဆိုရင်ကဘာရွှေစီ အသက်ပြနိုင်တယ်ဒါပေမဲ့အဲ့ဘရိုဘူးနေမတိုင်ခင်ထီတော့တနင်္လာအင်ကာကျွန်တော်တို့ဘိုတဘူးနေညဘက်မတိုင်ခင်နေထီတော့ကပ္ပရွှေစီကရီဒူအကြလေးဆက်အကောင်းလိမ့်အောင်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ပြီးတော့ဒေါ်လာအင်တက်ကိုကြည့်မယ်ဆိုရင်တရာအထက်ကိုဖောက်တက်ဖို့အာယူနေတဲ့နေသားမျိုးတွေ့ရတယ်ဒေါ်လာအင်တက်ကလာမယ့်အပတ်ထဲပေါ့နော်တရာအထက်ကိုကောင်းကောင်းဖောက်တက်နိုင်ကပ္ပရွှေဘက်လည်းကျွန်တော်တို့ကရီဒူရောင်းလို့အားကြီးပြုံဝင်လာနိုင်တယ်ခင်ဗျဒေါ်လာအင်တက်ရီဒူပြန်ကန်အတက်ကပ္ပရွှေစီရီဒူအကြအဲ့လိုမျိုး ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဘက်ကဒေါ်လာအင်းသက်တရာအထက်တက်နိုင်မလားဆိုတာတစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့ trade 1နဲ့ပတ်သက်တဲ့သတင်းတွေကငြိမ်သွားပါပြီကုန်သွယ်ကုန်ကိစ္စပေါ့နော် trade ရဲ့ကုန်သွယ်ကုန်ကိစ္စနဲ့ပတ်သက်တဲ့စုံရင်ပူပန်မှုတွေကနိုင်ငံတကာမှာကျွန်တော်ရော့ကျသွားပြီအဲ့လိုရော့ကျသွားတဲ့အနေအထားကြောင့်မလို့ကမ္ဘာရွှေစရာအခုကျလာခြင်းဖြစ်ပါတယ်တကယ်လို့တာပြ trade ရဲ့ကုန်သွယ်ကုန်နဲ့ပတ်သက်ပြီးတော့နိုင်ငံမှာစုံရင်မှုတွေဆက်မြင့်နေတယ်ဆိုရင်တော့ကမ္ဘာရွှေရ မြင်စိမ်းပါပဲဆံမြန်းနေအောင်ပါပဲကျွန်တော်ပြီးခဲ့တဲ့အပတ်တည်တုန်းကမြင်ခဲ့ရသလိုမျိုးပေါ့နော်ပြီးခဲ့တဲ့တပတ်ကျော်နှစ်ပတ်ကျော်တည်းကမြင်ခဲ့ရသလိုမျိုးပဲတောက်လျှောက်တက်တာမျိုးတွေမြင်ရအောင်ပါဒါပေမဲ့နိုင်ငံတကာမှာ trunk ကအဲဒီကုန်သွယ်ကုန်ကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရင်ပူပန်မှုကရော့ကျသွားပြီတနည်းအားဖြင့် trunk ကဖြည်းဖြည်းချင်းအလျှော့ပေးလိုက်မယ်လို့သူတို့ယူဆတယ်ပေါ့နော်ဖြည်းဖြည်းချင်းဖြည့်လျှော့ပေးလိုက်မယ်လို့ယူဆတာဖြစ်တဲ့ခါမှာဈေးကွက်ကကမ္ဘာရွှေဈေးကွက်ကလက်ရှိမှာဖြည်းဖြည်းချင်းကျလာခြင်းဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်ကမ္ဘာရွှေဈေးကိုလက်ရှိမှာအသက်ဖက်ပြန် သွားစီနိုင်လားသတင်းပိုင်းရကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီလာမဲ့ပိုတိုဝန်ညဘန်တုံလုံးဆုံးပချက်တစ်ချက်ရှိပါလိမ့်မယ်တခြားသောသတင်းတွေအောင်တိတ်ပြီးတော့ကျွန်တော်ထွေးထူးမှုတွေ့ရအောင်အိန္ဒိယပါကစ္စတန်အရေးရတယ်မိထားလို့ရတယ်တစ်ဖက်ကအစ္စရေးလိုပါလို့ရတယ်အရန်ကြီးကျယ်တဲ့ပြဿနာမျိုးဖြစ်မလာသေးဘူးလက်ရှိချိန်ကြီးပေါ့နော်ဒါဒါမှကျွန်တော်ပြောလို့မရဘူးပေါ့နော်ကဘာကဘာနိုင်ငံကရေးရတဲ့ထုံးစံအတိုင်းကျွန်တော်တို့ကဟော့ဖြစ်လာရင်တော့ breaking news အနေနဲ့တက်လာတယ်ဆိုရင်တော့အဲ့ရလေးတော့သတိထားဖို့လိုရတယ်ဒါပေမဲ့လက်ရှိအနေအထားပြောမယ်ဆိုရင်တော့ကမ္ဘာရွှေဈေးကအကျရှိုံမဲ့ပြီးမှကျွန်တော်တို့အသက်ပြန်လာနိုင်မယ်ရေတို့အကျရှိမဲ့ပြီးပြီးမှကျွန်တော်တို့ကမစ်တန်းလောင်တန်းအသက်ဖက်ပြန်သွားနိုင်မယ်လို့ကျွန်တော်လက်ရှိသတင်းပိုင်းကတုံ့တက်ထားပါတယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့လာမယ့်အပတ်မေလာဒုတိယပတ်တပတ်တာကမ္ဘာရွှေဈေးကွက်တုံ့တက်ချက်ဗီဒီယိုဖြစ်ပါလေအခုလိုတုံ့တက်ချက်ဗီဒီယိုတွေကိုအတူတိတ်ကြည့်ချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါ ကျွန်တော်စီမှာဒီကမ္ဘာ့ရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တာနေတက်ရောက်လို့ရပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Messenger တွေကနေစုံစမ်းမင်းမြန်နိုင်ပါတယ်ခင်ဗျ။ကမ္ဘာ့ရွှေထွေတာအလုံးပဲလာမက်မေလဒုတိယအပတ်ထဲမှာကမ္ဘာ့ရွှေစီအတက်ကြာကိုအထူးတတိထားအရောင်းဝယ်လုပ်ပြီးတော့အကျုံးမြတ်များပတ်စံနေကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲကျွန်တော်ရဲ့အခုလာမက်တပတ်တာကမ္ဘာ့ရွှေစီကွယ်သုံးချက်ဗီဒီယိုကိုကျွန်တော်ဒီမှာပဲညီကုန်းချုပ်ပြစေခင်ဗျ။